ဒီနေ့2025ခုနှစ်မေလ17ရက်အင်္ဂါနေ့အတွက်ခုနှစ်သားမီးအားလုံးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ဖန်ရင်တော့ဓာပြင်းမဆိုသင်္ကြန်နမိတ်ဖြစ်ပါတယ်အတိုက်ခိုက်ဒီမကောင်းပြောတဲ့ဂျားကနေကိုကိုကိုတိဆောက်အောင်မြင်မဲ့နေ့ဖြစ်တယ်ဘသူတွေဘာလဲပြောပြောကိုတွေအောင်မြင်မှုရမယ်လို့ပဲမုတ်ချယုံကြည်လိုက်ပါရန်ရှိတယ်မကောင်းပြောတာတွေရှိတယ်တို့မဲ့ကိုလို့ဆရာရှိရရင်လှုပ်သွားပါလို့လမ်းညွှန်လိုက်ခြင်းတယ် အကြီးကဲမျိုးသမီးကူညီမယ်အစိုးရနဲ့ပတ်သက်တဲ့ကိစ္စတို့အမှုခင်းကိစ္စမျိုးတွေတို့တရားတော်ပေါင်းကိစ္စမျိုးတွေတို့အရှုပ်ထွေးကြမှာဂျာညာတတ်တာလေးယူဆမနစ်ဖြစ်ပါတယ်ဒီနေ့မှာမီရှုတန့်စင်ဘွားမြင်ရတဲ့ရင်သွေးရနာရီအတွက်ကတော့မာဘုတ်ဗေနနီယအင်ခါနေဘွားတိုက်ပွားဇာတာရှင်တွေဖြစ်ကြပါတယ်ဘဝမှာကြီးကျယ်ခန္ဓာချမ်းသာကြမယ်ဇာတာရှင်တွေဖြစ်ကြောင်းရင်သွေးရနာများအတွက်နမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ဒါနလမ်းညွှန်ပေးရမယ်ဆိုရင်တော့ဒီလိုနှစ်မျိုးမှာ အစားအသောက်ငတ်မခေါင်းပါတဲ့ရှင်ရမွဲတွေတဲ့သူမျိုးဒါမှမဟုတ်လို့ရှိရင်လည်းစီမင်းအမိုက်သိမ်းတဲ့သူမျိုးတောင်းရန်စားတောက်တဲ့သူမျိုးကိုသမင်းဟင်းနေရာတို့ကိုကုသိုလ်ဒါနပြုလိုက်ခြင်းအပြင်မိတ်ဆွေရဲ့တနစ်တာလုံးကောင်းကျိုးချမ်းသာအဖျားဖျားတွေရပါလိမ့်မယ်ခင်ဗျာဒီနေ့အတွက်ခொနှစ်သားမိအားလုံးအချိုးပေးဆုံးမခဏတွေကတော့၅ခဏ၉ခဏဖြစ်ပြီးတော့မိတ်ဆွေတို့ငွေကန်ကောင်းဖို့လို့တော့ကတော့လက်ဝါးမှာကာကြီးအခရာလေးရေးထားလိုက်ခြင်းအပြင်တနစ်တာလုံး ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေသွားပါလိမ့်မယ်။စလို့ဆိုင်တွေကုန်စုံဆိုင်တွေလက်ဖက်ဆိုင်တွေစားတောက်ဆိုင်တွေစသည်အားဖြင့်ဖွင့်ထားတဲ့ဆိုင်တွေမှာလက်ပွင့်ကံပွင့်ရောင်းပန်းတာဝယ်ပန်းလှဖို့အတွက်ကတော့ဆိုင်ရှိမှာပန်းမွေတွေတစ်ပွင့်ချထားလိုက်ခြင်းအားဖြင့်လမ်းပွင့်ကံပွင့်လက်ပွင့်ပြီးရောင်းပန်းတာဝယ်ပန်းလှပါလိမ့်မယ်။အယောင်ထမ်းနေတဲ့ကုန်ပစ္စည်းတွေတည်တည်တံ့တံ့အယောင်တော့ဖို့လို့အတွက်ကတော့ခဲတံလေးတစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအားဖြင့်အယောင်အတွက်အယောင်ထွက်သွားပါလိမ့်မယ်။ အမှုကင်းကြုံနေရသူတွေဆွေမျိုးမိသားစုမှာရှင်တော့အမှုကြုံနေရသူရဲ့နာမည်ကိုကျက်သွန်ဖြူမှာရေးပြီးတော့ညနေပိုင်းအမိုက်ပုံသို့မဟုတ်ရေစည်းကိုပြစ်ပလိုက်ပါအမှုကြုံနေရသူရဲ့အခက်ခဲတွေလွတ်မြောက်သွားပါလိမ့်မယ်ကျမ်းမာရေးညနေရသူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့စေဝန်ဓာတ်ဆာဖြစ်နေဒီလိုနည်းမျိုးမှာလိမ္မော်သည်အနှဲငယ်စားပြီးသို့မဟုတ်လိမ္မော်ရေးအနှဲငယ်တတ်ပြီးဆူတောင်းခြင်းအပြင်စေကောင်းဝါကောင်းဆရာကောင်းသမားကောင်းတွေတွေ့ပါလိမ့်မယ် ထို့တူအခြေကိစ္စမြင့်တိုင်းကိစ္စအိမ်တော်ကြီးကိစ္စတွေမှာအဆင်ပြေချုံးမွေ့ဖို့အတွက်ကတော့မြတ်စွာဘုရားရှင်ကိုမျက်နှာတော့ဘဝအဖြူရောင်လေးတစ်ခုလှူဒါန်းလိုက်ပါခင်ဗျာ